တောင်ကြီးမြို့နယ်စိုက်ပျိုးရေးကုန်ကျန်းသီးနှံအခြေခံတန်ဖိုးမြင့်စားတောက်ကုံထုတ်လုပ်မှုနည်းပညာသင်တန်းဘေကရီအန်စနက်တင်တန်းစိမ်းပွဲပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှုပြုလုပ်သောစိုက်ပျိုးရေးကုန်ကျန်းသီးနှံအခြေခံတန်ဖိုးမြင့်စားတောက်ကုံထုတ်လုပ်မှုနည်းပညာသင်တန်းဘေကရီအန် စနက်တင်တန်းစိမ်းပွဲကို ဇွန်လ၄ရက်နေ့နဲ့၉နာရီခွဲကတောင်ကြီးမြို့ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လမ်းမဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်က အဖွင့်အမာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကအကောင့်တွေပေါ်ဆောင်ရွက်နေတဲ့မဲကောင်လန်ချန်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရန်ပုံငွေ2024ဖြင့် အကောင့်ထေပေါ်ဆောင်ရွက်သည့်စိုက်ပျိုးရေးကုန်ကျန်းသီးနှံအခြေခံအသေးစားကုန်ထုတ်လုပ်ငန်းများမြင့်တင်ခြင်းစားတောက်ကုန်လုပ်ငန်းစနစ်တကျတည်ထောင်လုပ်ကိုင်ဆောင်ရွက်လိုသူများပေါ်ထွန်းလာစေရေးအတွက်တင်နန်းမျိုးစားလေးခုဖြစ်သည့်တာရှိကံတဘာဝတည်တည်ဖြော်ရေးယူနစ်တည်တည်ကြောင့်မျိုးမျိုးထုတ်လုပ်မှုနီးပညာသင်တန်းဘက်ကရီယန်စနစ်အမျိုးမျိုးထုတ်လုပ်မှုနီးပညာသင်တန်းရေခဲမုံအေးအဖျော်ရေမကာထုတ်လုပ်မှုနီးပညာသင်တန်း အသင်စားစားတောက်ကုံထုတ်လုပ်မှုဤပညာသင်တန်းများကိုအခမဲ့သင်ကြားပေးနေပါကြောင်းစိုက်ပျိုးရေးအခြေခံကုံထုတ်လုပ်ငန်းများမြင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများအောင်မြင်လာပြီးမိဘပြည်သူများအတွက်အမှန်တကယ်အကျိုးပြထုံးလာသည့်အခါဒေသတွင် တိုးတက်မှုကိုအထောက်အကူဖြစ်စေနိုင်မှာဖြစ်ကြောင်းဒေသခံများသည်လည်းမိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့်လူမှုစီးပွားဘဝမြင့်မားလာကသားသမီးများရဲ့ပညာရေးကျန်းမာရေးများကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ခြင်းပြုစုပြောထောင်ခြင်းများဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ထို့နောက်တင်နန်းစင်းလက်မှတ်ကိုပြည်내လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကပေးအပ်ရာတင်နန်းသားတင်နန်းသူများကူစားတင်နန်းသူတို့ကရယူခဲ့ပြီးရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွန်ကြားရေးမှူးဦးစိုးနိုင်ထူးကတင်နန်းအတွက်ကုန်ကြောပစ္စည်းများကိုပေးအပ်ရာတင်နန်းသူတို့ကကူစားရယူခဲ့ပါတယ်။ ဆက်လက်၍သင်္นานသူသင်္นานသားများကိုစားသင်္นานလူတော်များများမူကားယေရှုတင်စကားပြောကြားပေးခဲ့ပြီးသင်္นานတက်ရောက်ခဲ့သည့်သင်္นานသားသင်္นานလူများနှင့်အတူစုပေါင်းမှတ်တမ်းနှင့်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်အစူပါသင်္นานဆင်းဝဲသူသင်္นานသားသင်္นานသူ22ဦးတက်ရောက်ပြီးသင်္นานတွင်ချောကလက်ကိတ်ကိတ်ချောက်ဗီနီလာကိတ်ပူတင်းရှာဘဝဲကွကီဒိုနတ်နံကထိုင်ပေါင်မုံတီးစုံကိတ်စသည်တို့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းမြင့်တင်ရေးဥပဒေအကြောင်းတာရှိကန်ဓာတုစည်းဝါးများအကြောင်းတို့ကို2025ခုနှစ်မေလ29ရက်မှ2025ခုနှစ်ဇွန်လ4ရက်နေ့ထိစာတွေ့လက်တွေ့တင်ကြားပို့ချခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ